ားလုံးမင်္ဂလာပါကျွန်တော်ဒီဒီနေ့ကတော့ဒီနှစ်ရက်ကတော့တော်တော်ကိုကျွန်တော်ဒီဆေးစင်းရတဲ့နှစ်ရက်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုကျွန်တော်ငလျင်တန်းကြောင့်ဟိုတက်ဆုံးရှင်ရတဲ့မိသားစုဝင်တွေကြည်ရလဲစိတ်မကောင်းနောက်ပြီးလို့ရှင်ကိုခန္ဓာတွေထိခိုက်တယ်ပျက်စီးတယ်ဟဲ့လားခြေလက်အင်္ဂါတွေပျက်စီးတယ်တချို့ဆိုကိုရင်လေးတွေလက်ပြတ်သွားတာတွေတွေ့ရတယ်နောက်မူကြိုရွယ်ကလေးလေးတွေနော်လာသားရွယ်ကလေးလေးတွေတန်ဆုံးရှုံရအောင်ပေါ့နော်တမိသားစုလုံးတို့ချို့ဆိုလို့ရှိရင်ဒီအောက်ထဲမှာပိတ်မိနေရယ်ကုဝါကေပါအတန်ကြားမိမယ် ကူပါကဲပါလို့ပြောပြောနေတာကိုကြားနေပြီမယ်ဘယ်နေရာမှာလဲဆိုရှားဖို့မလွယ်ဘူးရှားသိမလားပြီးတော့ကိုကိုနဲ့တွားကူကြည့်မြင်မယ်အဆောင်အပုံအပြက်ကြီးတွေမှာဘလို့ဘလို့မှတွားပြီးတော့ဟိုဆင်းကဲလို့မရတဲ့အခြေအနေမှာရှိနေရဆိုတော့ဘလို့တော့ခံစားရမလဲဆိုတာစဉ်းစားကြည့်ပါတော့ကျွန်တော်ဒီအဝေးကနေရလူထောင်မှာဒီလောက်ခံစားနေရလို့ရှိရင်မြေပြင်ပေါ်မှာတကယ်ဟိုကိုတိုင်းကိုချကြုံနေရတဲ့လူတွေဆိုလို့ရှိရင်ဘလို့တော့စိတ်ဆင်းရရမလဲဆိုတာကျွန်တော်တွေးတွေးလူထောင်မှာဟိုတွေးကြည့်လို့တော့မှမရဘူးပေါ့နော်ဆိုတော့တော်တော်ဟိုဒီငလျင်က အခုထီကိုကျွန်တော်တို့ဒီနှလုံးသားထဲမှာတုံလှုပ်နေလုံးတုံလှုပ်နေတော့မယ်ပေါ့နော်တော်တော်ဟိုဟိုဆူဆူရွားရွားဖြစ်နေတာပေါ့အဲ့တော့ဒီဒီဆုံးရှုံးရတဲ့လူတွေမိသားစုဆုံးရှုံးရတဲ့လူတွေကျမကြီးဟိုအိမ်ဆုံးရှုံးရတဲ့လူတွေဟိုသိရမလားအဥ္စာပစ္စည်းပျက်စီးရတဲ့လူတွေတို့ကျွန်တော်ဒီဒီဆုံးရှုံးရတဲ့အတွက်စိတ်မကောင်းပါဘူးဆိုတာပဲကျွန်တော်တို့ပြောနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဆရာဝန်တယောက်အနေနဲ့ကျွန်တော်ဘာကြီးလုပ်ပေးလို့ရမလဲဆိုလို့ရှင်တော့ကျွန်တော်ဒီကျွန်တော်ရဲ့ podcast ဒီ page ပေါ့နော် everything awesome by dr wayan ဆိုတဲ့ page facebook မှာရှိတယ်ကျွန်တော်ဒီအောက်မှာ link လေးထည့်ပေးထားမယ်နောက်ပြီးလို့ရှိရင်ဒီအခုဒီကျွန်တော်တို့ဒီဗီဒီယိုတွေ comment တွေအောက်မှာလည်းငလျင်နဲ့ပတ်သက်ပြီးတော့စိတ်ဒုက္ခဝေဒနာခံစားနေရတယ်ပြောချင်တယ်ဆိုလို့ရှိရင်လာပြီးတော့ပြောလို့ရတယ်ပေါ့နော်မေးခွန်းလေးမေးထားလို့ရတယ်ဟိုကျမ်းမာရေးနဲ့ပတ်သက်ပြီးဘလို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဖြစ်ပေါ့နော်စိတ်ကျမ်းမာရေးနောက်ပြီးလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးဘလို့နည်းနဲ့ဘလို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မေးချင်တာရှိရဆိုလို့ရှိရင်အောက်မှာမေးထားရပေါ့နော်ကျွန်တော်ဒီအချိန်ပေးပြီးတော့ဟို ို調査ပြီးတော့ဖြည့်ပေးမယ်ပေါ့နော်ငလျင်ငလျင်ဒေတာလူတွေအတွက်အဓိက調査ပြီးတော့ဖြည့်ပေးမယ်ပေါ့နော်ဆိုတော့ဟိုဟိုဓာတ်တွေကတော့ကျွန်တော်တက်နိုင်လောက်လုတ်ပေးရပါတော့ဒါပဲလုတ်နိုင်ပါတယ်ကျွန်တော်အဝေးကနေဆိုဘာမှလုတ်ပေးနိုင်တာမဟုတ်ဘူးအဲ့တော့ကိုယ့်ကိုယ်ကိုလည်းဟိုပြောရရင်ရှက်လဲရှက်မိရသိရမလားအားလည်းမရဘူးပေါ့နော်ဘာမှလုတ်ဝင်ပေးနိုင်ရတော့ကြောင့်မလို့အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီမှာခက်မြန်မြန်လေးပြောပြမယ်ပေါ့နော်ဘာတွေသိဖို့လိုလဲဆိုတော့ ပထမဆုံးကကျွန်တော် safety first ပေါ့နော်ငလင်လောက်တဲ့အဆောင်အုံတွေပြိုကျပျက်စီးရတယ်ဒါမှမဟုတ်ရှင်အဆောင်အုံတွေတချို့အပိုင်းတွေပဲ့ထွက်တယ်ပြုတ်ပြိုတယ်တင်မလားဘယ်အချိန်မှာကျွန်တော်အိမ်ထဲမှာဆိတ်ချလိုက်ချပြန်နေလို့ရအောင်လဲပေါ့နော်ပထမဆုံးကတော့ကိုယ့်အိမ်ကလောကပြိုရဲထဲမှာမပါဘူးပတ်ကြားရနေရဲမှာမပါဘူးဆိုလို့ရှိရင်တော့ဆိတ်ချလိုက်ချပြန်နေလို့ရတယ်ဒါပေမဲ့ကိုယ့်အိမ်ကိုပတ်ကြည့်လိုက်ပတ်ကြည့်လိုက်လို့ပတ်ကြားဟိုအဲ့နေရဲ့နေရာရှိတယ်ဘာညာဆိုလို့ရှိရင် အနည်းဆုံးတော့ကျွန်တော်တို့ဒီ engineer တို့လက်သမားတို့ပြင်ဆင်ရအောင်နဲ့တိုင်ပင်လိုက်အောင်တိုင်ပင်ပြီးတော့ဒီရင်က major break ဖြစ်နေရတာဒါမှမဟုတ်ရှင်ကျွန်တော်တို့ဒီ break လေးကပတ်ချမ်းနေတယ်တိတိလေးပဲလားသိရမလားအဲ့လိုတိတိလေးပဲဆိုလို့ရှိရင်တော့တိတ်ပြတ်တာမရှိဘူးဒါပေမဲ့ major ပေါ့နော်နည်းနည်းလေးဟနေရတယ်တိတိတတာ gap ကြီးဖြစ်နေရဆိုလို့ရှိရင်တော့စိတ်ဟိုစိတ်ချရအောင်ပေါ့နော်သူတို့နဲ့တွတ်တိုင်ပင်ကြီးကအကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့ ဒီမဝင်ဒီဒီငလျင်အကြီးတစ်ခုလှုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ငလျင်အသေးလေးရအများကြီးပြန်ပြီးလှုပ်တတ်တယ်တချို့ဆိုလို့ရှိရင်ယာကန်းတောင်ချီရပေါ့နော်ငလျင်အသေးလေးလှုပ်တာမျိုးပါတချို့ဒေသတွေမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလည်းအခုဆိုလို့ရှိရင်အခုပေါင်း40ဒီငလျင်သေးသေးလေး40လောက်လှုပ်သွားပြီပေါ့နော်တချို့ငလျင်တွေကကျွန်တော်တို့မကန်စားမိဘူးဘာလဲဆိုတော့သူက Richter scale 2 2.5အလောက်အောက်မှာပဲရှိရပေါ့နော်ဒါပေမဲ့နည်းနည်းသိရတာခန်းစားရတဲ့ဥစ္စာနောက်ထပ်နှစ်ခုထပ်လှုပ်တယ်ပေါ့ပထမဆုံးလှုပ်တာက7.7ဒုတိယလှုပ်တာက6.4ဒါမနေ့ကလှုပ်သွားနောက် ဒီနေ့မှာကျွန်တော်5.1ထပ်ပြီးတော့လှုပ်သွားရပါတော့နေပြီးတော့နားမှာထပ်ပြီးတော့လှုပ်သွားတယ်ဆိုတော့ဟိုအဲ့လိုမျိုးငလျင်တွေကထပ်ပြီးတော့လာနေနိုင်နေတယ်တချို့ဆိုလို့ရှိရင်လာလာနေချီပြီးတော့တောင်မှအဲ့လိုငလျင်တွေကထပ်ပြီးတော့လာတတ်တယ်ဆိုပြီးတော့ဟိုတို့ဒီငလျင်ပညာရှင်တွေဘူမိဗေဒပညာရှင်တွေတိတာထားရှိရပါတော့ဆိုတော့စိတ်ချပြီးလို့ပြောလို့ရတဲ့အနေထားကြီးမဟုတ်ဘူးအဲ့ကိုယ်အိမ်ကအခုဒီပုံမှာပြောရတဲ့အတိုင်းပြထားတဲ့အတိုင်းတဲ့လိုမျိုးပြိုသွားပြီဆိုလို့ရှိရင်အထက်မှာနေဖို့လုံးဝမသင့်တော့တော့ဘူးဘာဖြစ်လို့လဲဆိုတော့နောက်တစ်ခေါက်မြန်ငလျင်ထပ်လောက်ခဲ့အဲ့အိမ်က ပြိုသွားနိုင်တဲ့အခြေအနေမှာရှိတယ်။ဆိုတော့အဲ့တော့အဲ့လိုမနေဘဲနဲ့ကျွန်တော်တို့ဒီဟိုဟိုကယ်ဆယ်ရေးဌာနတို့နောက်ပြီးလို့ရှိရင်ကိုယ်တငယ်ချင်းတွေမိသားစုဝင်တွေတခြားနေရာမှာရှိတဲ့အမျိုးတွေရှိမှာသွားပြုနေတာတော့ကိုယ့်အတွက်အကောင်းဆုံးဖြစ်နေမှာပေါ့နော်။ဆိုတော့ဟိုအဲ့လိုမျိုးဟိုမဝင်ခင်မှာ safety first ကတော့ကျွန်တော်တို့သိတင်တယ်ပေါ့နော်။နောက်တစ်ခုကဒီဒီဒီကိုကအိမ်ပြင်မှာနေရဆိုပေမဲ့လေကို့အိမ်ပြင်နာမှာကိုနေရနေရနာမှာသိရမလားဒီ ဟိုပြောရမလဲသူပျက်စီးနေအဆောင်အနေပိုင်းရှိရဆိုလို့ရှိရင်တတိထားပါတော့တတိထားဆိုတော့ဘာလဲဆိုတော့အဆောင်အနေပိုင်းပျက်စီးနေဆိုတော့အဲ့လိုတန်သူတန်စားနေတို့အုပ်ပိုင်းစားအပဲ့တွေတို့ထွက်လာနေတယ်ပြင်မလားကိုကလမ်းနေပိုင်းလျှောက်သွားရင်ဟိုမတော်ဆာထိမိခိုက်မိရဆိုလို့ရှိရင် ဟိုပိုးဝင်တတ်တယ်။နောက်အကြောက်အကြောက်ရအောင်ကမေးခိုင်ဘူးပေါ့နော်။မေးခိုင်ဘူးဆိုလို့ရှိရင်ကုဖို့မရှိဘူး။ကုဖို့မလွယ်ဘူးပေါ့နော်။ကုဖို့မလွယ်ဘူးဆိုကျွန်တော်တို့ဟိုအတန့်နဲ့ထိအောင်ဆုံးရှုံးရတတ်တယ်။အဲ့တော့မေးခိုင်ပိုးတွေပါရင်ဝင်တာတွေကိုဟိုသူတတိထားရမယ်ပေါ့နော်။အဲ့လိုမျိုးတွေပါရင်မဖြစ်မဖြစ်စေအောင်လို့ကျွန်တော်ဒီကုဘေးနားမှာပျက်စီးနေတဲ့အဆောင်တွေအပုံတွေအုပ်ပုံတွေပါရှိနေဆိုလို့ရှိရင်သွားလာလာစားပေးစစားကယူဆိုင်ပေါ့နော်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာလုပ်ရလဲဆိုလို့ရှိရင် first aid first aid injury care နဲ့ wound care ပေါ့နော်။ defensive injury ကဝင်ခဲ့ဆိုတော့ဘာလောက်ရလဲဆိုတော့ပထမဆုံးကဒီဒယနာတွေကရမှာပဲဘာလို့လဲဆိုတော့ဒီထိခိုက်ဒဏ်ရာရတာရှိရဲခေါင်းတွေပါထိခိုက်ပြီးရဲလက်တွေချောက်တွေထိခိုက်ပြီးရဲရှာတာတွေပါရှိရဲပေါ့နော်အဲ့တော့အနာကိုပထမဆုံးကျွန်တော်တို့ဘယ်လိုကဲလို့ကြမလဲဘယ်လိုကဲလို့ကြမလဲဆိုတော့အနာကတန်ရှင်းဖို့လိုတယ်အနာတိတိလေးအပေါ်ရံမဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်အကူကုလို့ရတယ်အဲ့တော့အပေါ်ရံမဲဖြစ်တဲ့အနာဆိုလို့ရှိရင်တိတိချာချာရေချဲရေးကိုကျွန်တော်ဒီရေချဲရေးတစ်ခွက်တည်းကိုစားတစုံထည့်ပြီးတော့တိချာမွေးမွေးပြီးတော့အဲ့ဒါနဲ့ဒီအနာကိုတစ်နေ့ကိုနှစ်ချိန်လောက်သုံးချိန်လောက်ဆေးပေါ့နော် အရက်ပြန်လို့ဘီတာနန်းလို့ရှိလို့ရှင်တော့ပိုးပြီးတော့ကောင်းတယ်ပေါ့နော်ဒါရီယာပိုးသေးရပေါ့အဲ့တော့အနာကအပေါ်ရန်အနာပဲဟိုဘယ်လိုပြောရမလဲတွေးပါလေတိတ်မထက်ဘူးဆိုလို့ရှိရင်အဲ့တိုင်းလောက်လောက်ပြီးလို့ရှိရင်တိတိချာချာအုပ်ထားပါတော့အုပ်ထားပြီးတော့ဘန်ဇာပလတ်ဆူပါအောင်နဲ့အုပ်ထားပတ်တိပါလေစီးဖို့လို့ရင်စီးထားပါတော့အဲ့လိုမျိုးလောက်ထားဖို့လိုတယ်အဲ့တော့အနာ6တဲ့အထိအဲ့လိုမျိုးတန်ရှင်းလောက်ပါတော့တကယ်လို့အနာက deep ဖြစ်တယ်ပေါ့နော်တွေးလေထွက်နေဆိုလို့ရှိရင်ချုပ်ဖို့လွယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဆေးရုံနဲ့ဆေးကန်တွေကိုသွားမှရလိမ့်မယ်အဲ့ဒါကြောင့်ဆိုရင်တက်ကျွန်းတက်ကျွန်းနဲ့လွယ်နေတိုင်ပင်ဖို့လိုတယ်ပေါ့နော်နောက် အနာညစ်ပတဲ့အနာညစ်ပတဲ့အနာဆိုတာပါလဲဆိုတော့ဟိုတန်ကြီးတက်တဲ့ဟာတို့သိမလားတန်သူတန်စားရဲ့ချစ်မိရဲ့ဟာတို့တွပြရဲ့တချို့တန်တန်ကြီးတက်နေတွပြရဲ့တွပြရဲ့နဲ့ချစ်မိရမျိုးရှိရပါတော့။နောက်ခြံစည်းရိုးတွေပါနေအဲ့လိုမျိုးဟိုဟိုချစ်မိရရှိရဲ့နောက်အောက်ကကျွန်တော်တို့ညှောက်နေပါတယ်စူးတယ်ပေါ့နော်အောက်မှာဆိုလို့ရှိရင်ညစ်ပတ်နေရဲ့မြေကြီးရှိရပါတော့။အဲ့လိုနေရာမှာဆိုလို့ရှိရင်အဲ့အနာတွေက မိခိုင်ပိုးဝင်တက်တယ်အဲ့တော့ခုမှမိခိုင်ကာကွယ်စီလွန်ခဲ့တဲ့9နှစ်အတွင်းမှာထိုးမထားဘူးဆိုလို့ရှိရင်အဲ့လိုဒိုင်ယာနာတရားဖြစ်တဲ့လူတိုင်းကကျွန်တော်တို့ဆေးရုံဆေးကန်တွေတွားပြီးတော့မိခိုင်ကာကွယ်စီထိုးတင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့မိခိုင်ပိုးဝင်လို့ရှိရင်တည်တတ်တယ်။ဟိုအသက်ရှူရက်ပြီးတော့တည်တတ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမိခိုင်ပိုးအရင်ကိုဟိုယူဆိုင်ဖို့လိုတယ်။မပေါ့မပေါ့နဲ့ပေါ့နော်။နောက် first aid first aid မှာကျွန်တော်တို့ဒီ ဒဏ်ရာရတဲ့လူတွေကိုတေယူတေယူဟိုနေရာရွှေ့ပေးရနေရာရွှေ့ပြောင်းတဲ့အခါမှာကျွန်တော်ဘာကယူဆိုင်ဖို့လို့လဲပေါ့နော်ဒဏ်ရာရတဲ့လူပေါ့နော်ပိတ်မိနေတဲ့လူတယောက်စောင့်နေရနေထွက်လာတယ်လမ်းလျှောက်ပြီးထွက်လာတိတ်ပြန်တာမရှိဘူးဒါပေမဲ့ပိတ်မိနေတဲ့လူတယောက်ကအထက်မှာဘာဖြစ်လဲဘလို့ဘယ်နေရာထိရဒဏ်ရာရလဲဆိုတော့ကိုမသိဘူးအဓိကတော့ခေါင်းတို့လက်ပင်းတို့ဒီကြောယူတို့ဘာကြောင့်လဲဆိုတော့ခေါင်းတို့လက်ပင်းတို့ကြောယူတို့မှာထိခိုက်မိလို့ရှိရင်သူတို့သွားမလိုက်တဲ့အခါမှာဥပမာကြောယူကជីမွားနေရတို့ကြောယူကကျိုးနေရတို့ဖြစ်တဲ့လူနိုင်ကိုကသွားပြီးတော့မလိုက်တယ်အချိန်မှာ ဲ့ကျိုးနေတဲ့နေရာလေးကပိုဆိုးသွားပြီးတော့အာယုံကြောကြီးကိုသွားပြီးတော့ထိတက်တယ်ပေါ့နော်အဲ့ကြမ်းမှာအောက်ပိုင်းတရားပိုင်းပိုပြီးတော့ဖြစ်တက်တယ်အဲ့တော့အဲ့လိုလူတွေကိုကျွန်တော်အရင်မေး မမခင်မှာဘေးနေရာကြီးနားလေအနာဆုံးနေရာကိုအရင်ဆုံးမေးကြိုးတွေပါလေခေါင်းတွေပါလေနားနေလားအဲ့ဒါကိုမေးပေါ့နော်မေးပြီးတော့မှတတိချာချာတက်ကျွမ်းတဲ့လူတွေ ਨੇ ဟိုဘလို့မရမလဲဆိုတာသူတို့ဒီဟိုအရေးပေါ်တို့ချစ်ချင်နေတို့ကတင်ထားတာရှိတယ်အဲ့တော့သူတို့ကိုလွှဲပေးလိုက်ကိုသွားပြီးတော့မမနဲ့ကိုကတော့စေတန်းနဲ့သွားပြီးတော့မလိုက်ပြင်မယ်ကိုကြောင့်ပို့ပြီးတော့စိုးသွားတယ်ဖြစ်တယ်လေပေါ့နော်အဲ့တော့အဲ့ဒါလေးယူဆိုင်ဖို့လိုတယ်ပေါ့နော်နောက်စားတော့တို့ရေတို့တိတိကျကျ safety ဟိုကောင်းမှုလိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စားတောက်တို့ရေတို့ဟာနေ့တူဟာစားတောက်မယ်ဟာတွေ။အဲ့တော့မတန်ရှင်းတဲ့ဟာတွေစားမိမယ်တောက်မိမယ်ဆိုလို့ရှိရင်ကိုပို့ပြီးတော့ဆိုးသွားတယ်နေပေါ့နော်။အဲ့တော့မတန်ရှင်းတဲ့အစားတောက်တို့မတန်ရှင်းတဲ့ရေတို့ဟာနေအသေးအောင်တော့ A ပို့တွေ B ပို့တွေပါတတ်တယ်။နောက် type 5ပို့တို့နောက်ဒီဝင်းပြဝင်းရှော်ပို့ကာလာဝင်းပို့တို့ဒါတွေပါတတ်တယ်ပေါ့နော်။အဲ့တော့ကလင်းကြောင့်ဘာမှမဖြစ်ပေမဲ့ဒီလိုမတန်ရှင်းတဲ့ဟာတွေစားမိပြီးတော့ ကလာဝမ်းဖြစ်တာတော့တိုက်ဖက်ဖြစ်တာတော့လုံးဖြစ်ပြီးတော့တန်းအန်ရဲ့ဆုံးရှုံးတာထိဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါတွေကအင်မတန်ကိုအရေးကြီးတယ်အဲ့တော့ရေကိုကြိုချက်ပြီးတော့တောက်ပါတန်းရှင်းတဲ့ရေကိုကျွန်တော်တို့ကြိုချက်ပြီးတော့တောက်ပါရေတန်မှုတွေရလို့ရှိရင်ရေတန်မှုတွေတောက်ပေါ့နော်နောက်သမင်းတွေဘာတွေဟိုဒီချာချာကိုယ့်အကူချက်ပြီးတော့စားတာတွေကတော့ပိုးပြီးတော့ကောင်းတယ်လာလူတဲ့ဟာကြီးလည်းကျွန်တော်တန်းတန်းရှင်းရှင်းချက်ထားတဲ့ဟာကြီးအများကြီးရှိရပေါ့နော်အဲ့တော့ဒီချာချာဟိုဟိုစိတ်ချရချာစားလို့ရတဲ့ဟာကြီးရှိရဒါပေမဲ့မစားခင်မှာတော့လက်တွေဘာတွေဒီချာစေးပေါ့နော်အော်ကိုယ့်ကြက်မှန်ရတော့ကိုယ့်အကူကြီးစားရပို့ ဟိုဆက်ကုအကပဲယူဆိုင်ရမှာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီချင်းတို့အရင်တို့အဓိကတော့ချင်းပေါ့ချင်းကိုက်ပြီးတော့ဖြစ်တဲ့ယောဂါတွေအများကြီးရှိတယ်အဲ့တော့ကိုကအိမ်ထဲမှာပဲနေရတာပြတ်နာမရှိဘူးအိမ်ပြင်မှာအိပ်ရမယ်လို့ပြောဆိုရင်တေချာချင်းတော်နေပါရင်တေချာရတာမျိုးစောင်းနေပါရင်ခြုံတာမျိုးချင်းစေးတွေပါရင်ဖြန်းတာမျိုးလုပ်ပေါ့နော်နောက်ဒီချင်းမကိုက်တာတော့အကောင်းဆုံးပဲခလေးရှိတဲ့လူတွေဆိုပို့ပြီးတော့ယူဆိုင်ရမှာဘာလို့လဲဆိုတော့ငှက်ပြားတွေကအင်မတန်ပေါ်တယ်ပေါ့နော် iPad တွေမှာနောက်တစ်ခုကကြတော့ဒီမွေး ငလင်လောက်ပြီဆိုလို့ရှိရင်အဲ့လို twin on တဲ့ဘာတွေအများကြီးထွက်လာတယ်ပေါ့နော်အဓိကကြောက်ရတာအဲ့လိုမွေးတို့ဘာတို့အဲ့တော့မွေးတွေဘာတွေ queue site ပေါ့နော်ဒီတိုးတွေဘာတွေတဲ့ဒီ mic တပုံတွေဘာတွေတဲ့ကိုသွားမယ်ဆိုလို့ရှိရင်သေချာချာ queue site ပြီးမှဟိုသွားတာမျိုးကပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်တစ်ခုကမီးတောင်ပေါက်တတ်တယ်ငလင်တွေဘာတွေလောက်ပြီးပြီဆိုလို့ရှိရင်မီးတောင်ပေါက်တာတွေဘာတွေဖြစ်တတ်တယ်ပေါ့နော်ဖြစ်လေဖြစ်တာရှိရဲအဲ့တော့မီးတောင်ဒေတာတွေမှာနေတဲ့လူတွေဥပမာကျွန်တော်တို့ဒီအာနေကောပတ်တောင်တို့ပုတ်ပါတောင်တို့အဲ့လိုနေရာမှာနေရတဲ့လူဆိုလို့ရှိရင်တော့မီးတောင်ပေါက်လာ ဒီပေါက်နိုင်တဲ့အခြေအနေရှိလားမရှိလားဆိုတော့ကိုယ့်ကိုစူးစမ်းပြီးတော့စူးစမ်းတင်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင် ပြင်ဆင်ရရှိရပြင်ဆင်ထားတာတော့အကောင်းဆုံးပဲ chance ကတော့နည်းတယ်ဒါပေမဲ့ဖြစ်လာလို့ရှိရင်မပြည့်စုံခံရရှိပေါ့နော်ကိုက ready ဖြစ်နေဖို့လိုတယ်အဲ့တော့အဲ့ဒါလေးသိထားဖို့လိုတယ်ကျွန်တော်ဒီ podcast ပြီးနောက်ထပ် podcast မှာတက်နိုင်ဆုံးတော့ဒီတရက်နေ့အတွင်းနောက်ထပ် podcast နှစ်ခုလောက်ကျွန်တော်ထပ်ပြီးတော့လုပ်ဖို့စဉ်းစားထားရပါတော့ပထမဆုံးလုပ်မှာ Monday ဟာ Monday ဟာဆိုတော့ငလျင်တိုင်းခန်းစားနေရတဲ့လူတွေကျွန်တော်တို့ဒီစိတ်ချမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလို့ ဟိုဖြည့်ရှင်းကြမလဲဘယ်လိုစိတ်ချမ်းမာရေးတက်တအောင်လုပ်ကြမလဲဗောနောဘာဖြစ်လို့လဲဆိုတော့ဟိုတတိယမှာတွေ့လိုက်ရတာကစင်ကူမှာလှုပ်လှုပ်နေတဲ့ကောင်မလေးတယောက်ကသူ့မိသားစုတယောက်စလုံးမိတဲ့ဟိုငလျင်ထဲကိုပါသွားတဲ့ကြောင့်မလို့သူစိတ်ညစ်ပြီးတော့ကိုယ့်ကိုဆူဆိုက်လုပ်တယ်ဗောနောအဲ့တော့အဲ့လိုမျိုးဆူဆိုက်မလုပ်ခင်မှာဘာစဉ်းစားတင်လဲဆိုလို့ရှိရင်ပထမဆုံးစဉ်းစားမှာငါမိပါရေးတွားတွားလေသူတွေဗောနောဒီတေဆုံးသွားတဲ့လူတွေကငါ့ကိုဘာဖြစ်စေခြင်းမလဲဆိုတာကိုစဉ်းစားဖို့လိုတယ် စဉ်းစားကြည့်ပြီးတော့သူတို့အတွက်ငါအကောင်းဆုံးဘယ်လိုအသက်ဆန့်ရှင်မလဲဆိုတော့ပထမဆုံးစဉ်းစားပါတော့တကယ်လို့များစိတ်ဓာတ်တွေအင်မတန်ကြနေပြီးတော့စိတ်အယဉ်ညစ်ပြီးတော့ပြောပြောခြင်းနဲ့ဆွေးနွေးခြင်းနဲ့တိုင်ပင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ podcast ဒီ book ဒီ video ရဲ့အောက်မှာ comment ပေးထားခဲ့လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့ဒီကျွန်တော်ရဲ့ page ပေါ့နော် Facebook page everything awesome by Dr. Wiyan ဆိုတာရှိတယ်အဲ့မှာသွားပြီးတော့ကျွန်တော်တို့ဒီ messenger ကနေကျွန်တော်လှမ်းပြီးတော့ contact လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဟိုဟိုဒီကလေးကိုအရင်က major depression ဖြစ်ပြီးတော့စိတ်တွေအရင်က ဘုံဘုံကြနေပြီစိတ်ညစ်နေပြီကိုယ့်ကိုတက်တည်ခြင်းလောက်အောင်ဖြစ်နေပြီဆိုလို့ရှင်ဟိုလိုမျိုးလာဆက်တွေဘူးဟိုမနှောင်နေပါနဲ့လာဆက်တွေပါဗောနော်ဟိုဟိုအခမဲ့ကျွန်တော်ဒီဒီလာပြီးတော့ဆွေးနွေးလို့ရတယ်။နောက် Facebook တို့ဘာတို့မှာလဲကျွန်တော်ဒီ page ကြီးအများကြီးရှိရပါတော့ Telegram မှာတို့နောက်ပြီးလို့ရှင်ဒီဘာလဲ Mind Healing ဆိုဒီ Counseling Group တွေအများကြီးရှိရ။အဲ့တော့အဲ့လို group တွေမှာ like ပြီးတော့ဟိုဆက်သွယ်ပါမေးမြန်းပါ အခုညီယူပါဗောနော်ဒီလောက်ပဲကျွန်တော်ဒီကနေအကြံပေးလို့ရမယ်အဲ့တော့အလုံးဘေးရန်ကျင်းကြပါစေဒီချစ်တော်သူတွေနဲ့အမြန်ဆုံးပြန်ပြီးတော့ဆုံးတွေ့ကြပါစေဗောနော်ဟိုစိတ်ချမ်းသာကိုကျွန်မရှိကြပါစေဒါပဲကျွန်တော်ဆုတောင်းပေးပါရစေအဲ့တော့နောက်ဒီမှာကျွန်တော်ဆက်ပြီးတော့ဟိုပြောမယ်ဗောနော် I see you next time